စွမ်းဆောင်ရည်နဲ့ယောက်ျားတွေမှာတွေ့ရတဲ့အချက်၃ချက်နံပါတ်၁ပြဿနာဖြေရှင်းနိုင်ခြင်းလောကကြီးမှာပြဿနာရှာတဲ့ကောင်များတယ်ဟိုဟာဆိုလို့ရှိရင်လည်းပြဿနာဒီဟာဆိုလို့ရှိရင်လည်းပြဿနာဒီကောင်လည်းပြဿနာဒီကောင်လည်းပြဿနာပြဿနာရှာတဲ့ကောင်တွေများလာတယ်နဲ့ပြဿနာကိုဖြေရှင်းနိုင်တဲ့သူကတန်ဖိုးရှိတာလေနံပါတ်၂ focus အာရုံစိုက်မှုအရေးချင်းရှိတဲ့ယောက်ျားကဘယ်တော့မှတရားမခက်နိုင်ဘူး ဟိုကလေးလှုပ်ရှင်တယ်ဒီအိုင်းလှုပ်ရှင်တယ်တူချာနေဟိုကထားလို့တူချာနေဒီအားထားလို့လည်းဘရောမပြမခက်နေဘူးသူ့မှာရည်ရွယ်ချက်တစ်ခုရှိပြီးသားသူ့မှာ focus အပြည့်ရှိပြီးသားသူလိုချင်တဲ့ဥစ္စာကိုပဲသူစောက်ချပြီးတော့လုပ်နေရအာရုံစူးစမ်းမှုအပြည့်ရှိတယ်နံပါတ်3ကိုချင်းစာတရားကိုယ်လူမကောင်းဒီလူမကောင်းကိုကောင်းလည်းမကောင်းဒီကောင်းလည်းမကောင်းဟိုဘေးကလည်းအဆင်မပြေဘူးဒီဘေးကလည်းအဆင်မပြေဘူးတကယ်တော့အဲ့ဘေးလည်းအဆင်မပြေဘူး ဘာလို့လဲဆိုတော့သူများကိုလည်းညှို့ထိုးနေမယ်အစားဆန်းဆောင်ရှိတဲ့ယောက်ကြတာဘရောမှသူများကိုလည်းညှို့မထိုးဘူးအပြစ်မတင်ဘူးဘာကြောင့်မှားနေလဲဆိုတဲ့အဖြေကိုရှာတယ်ဘလို့ကူညီပေးရမလဲဆိုတဲ့သူတင်းစာတရားနဲ့ကြည့်ပေးလိုက်တယ်ပြီးတော့ခနာရဲ့အသိမိတ်တွေထဲမှာဒီလိုယောက်ျားမျိုးဒါမှမဟုတ်ကိုယ့်ရဲ့ပတ်သက်ရပတ်သက်ကြောင်းတွေမှာဒီလိုမျိုးသားမျိုးရှိနေရဆိုလို့ရှိရင်တော့ဒီလူကအခုချိန်မှာမအောင်မြင်ဆိုလို့ရှိရင်တော့နောက်တစ်ချိန်မှာပို့ပြီးတော့မြင်တဲ့နေရာကိုရှောင်နေပါလိမ့်မယ်ကျွန်တော်ကိုဟန်ကြီးပါဒီဗီဒီယိုလေးရနေပြီးတော့အသိဉာဏ်တစ်ခုရမယ်လို့ယုံကြည်ပါတယ်ဒါမှကြားလို့ရှိရင်နောက်တဲ့ဗီဒီယိုတစ်ခုနဲ့ကြံပြီးတော့တွေ့မယ်